ကဲတငယ်ချင်းတို့မိတ်ဆွေအားလုံးတို့เจရပွင့်ကပီရီယိုတင်တာနေဇွဲလွဲတော့ပါတယ်အမားတော့မနက်ဖန်73ရက်နေ့ဆယ်လာဘ73ရက်နေ့ပိတ်တာကိုတိပါတယ်တိပါတယ်เจရပွင့်စော်ဝဲတွေကိုကြည်ပြီးမှပိတ်ရက်ဖွင့်ရက်ကြည်ပြီးမှ पीडियु टेनावा ढाबी मेलु पीडियु अज्वील लोए द्वारा वा अज्वील लोए द्वारा नी लोए द्वारा रे चरवंडे नागरो सेलावे सलिये नी मन्ने ड्वेबा पीडियु टकुआ नी ज्वेया सत्तों ये लो मध्य मी वेब्स द्वारा तो रे सलिये नी मन्ने ड्वेबा ဆိုတာကမှန်ပါတယ်အဲ့တော့ကျေတော်ဝင်ငယ်ချင်းတို့မိတ်ဆွေအားလုံးတို့လည်းဆယ်လာပဲ၁၄ရက်နေ့မနေ့အတွက် ready make ခဏနေကိုတင်ပေးလိုက်ပါတယ်ကျေတော်ဝင်ရဲ့ပြည့်ခဲ့တဲ့တပတ်ကအောင်မြင်မှုကတော့ထာဝရမွေးကွက်၁ကွက်က၄ချိန်အောင်ပါတယ်ကီတော့၈ချိန်အောင်ပါတယ်1ချိန်က6ချိန်အောင်ပါတယ်လုံးပိုင်က2ချိန်အောင်ပါတယ် နေ့တိုင်ကနား၄ချိန်အောင်ပါတယ်ပတိယ9ချိန်အောင်ပါတယ်နေ့တိုင်ပရိက၄ချိန်အောင်ပါတယ်စုစုပေါင်းကျေရမွန့်အောင်မြမှုနဲ့ကနားအမျိုးအစားက9မျိုး တင်ပေးထားတာဖြစ်ပါတယ်တကယ်ရင်တို့မိတ်ဆွေအားလုံးတို့ကိုအားရကိုအားရကိုနှစ်တဲ့ရကိုရွေးချယ်ပြီးတော့အသုံးပြုနိုင်ပါတယ် မမာပြည်တော်မှာနေထိုင်ကြတဲ့တချို့သောအခက်အခဲရှိတဲ့ပုဂ္ဂိုလ်တွေအဲမနေ့တခါညတခါဈေးသွားကြတဲ့အမျိုးသမီးတို့ကြီးအတွက်ဆိုပြီးတော့ကနတ်ခုနှစ်မျိုးတင်ပေးထားတာပါမမမျောလင်းချက်မထားပါအဲ့တော့ဆယ်လာပိုင်းဆယ်လျက်နေ့မနေ့အတွက်ကတော့ လေးရက်အတွက်နှစ်ချိန်မှ လေးချိန်ထွက်မဲ့ပတ်တိလေးပတ်တိရှစ်ပတ်တိကိုပိတ်ကိုပတ်တိဆိုပြီးတော့သုံးလုံးပေးထားပါတယ်ကြက်ရာကိုရွေးပြီးတော့ပတ်နိုင်ပါတယ်ကစားနိုင်ပါတယ်လှုပ်ရှားနိုင်ပါတယ်နေ့တိုင်းပရိကတော့တကြိမ်ချင်းကျေဝင်ပေးထားတာပါတကြိမ်ချင်းတကြိမ်ချင်းပေးထားတာပါ ဆယ်လာပဲ14ရက်နေမနေ့အတွက်ကတော့1ပရိ4ပရိ5ပရိဆိုပြီးတော့ပရိ3လုံးပေးထားပါတယ်ကြက်ရအိုရွေးချယ်ပြီးတော့ကစားနိုင်ပါတယ်လှုပ်ရှားနိုင်ပါတယ်ပရိ3လုံးစလုံးလဲကစားနိုင်ပါတယ်ပရိ3လုံးပေါင်းမှ16ကွက်ပဲရှိပါတယ်ကီတော့အနေနဲ့ကတော့နှစ်၄၅ကိုပေးထားပါတယ်1ဂျင်းက၄၅ကိုပေးပါတယ်လုံးပိုင်းက၄ကိုပေးပါတယ် ကြိုက်တယ်ဆိုရင်တော့ယူပြီးတော့ကစားနိုင်ပါတယ်လှုပ်ရှားနိုင်ပါတယ် ready made ကနန်းတွေကိုလည်းအမေအဆုကနန်းများအဖေအဆုကနန်းများဆိုတာနှစ်စုခွဲပေးထားပါတယ်ကြိုက်မှစားပါ ready made ကနန်းတွေကိုလည်းစိတ်ကြိုက်ပြုပြင်ပြီးတော့လည်းသုံးစွဲနိုင်ပါတယ်အဲကျယ်ဝင်းရဲ့တတိကတော့ ရေတမွေအောင်မြင်မှုတွေကိုလည်းအမှန်တိုင်းပေါ်ပြရဲတယ်လို့ပဲကျေတမွေရဲ့အောင်မြင်မှုတွေကိုလည်းအမြဲတမ်းပေါ်ပြခဲ့ပါတယ်အဲ့ဒါကျေတမွေရဲ့ရိုးသားတဲ့တတ္တိပါကျေတမွေဘယ်ကနန်းနေမှာဘယ်အမျိုးအစားတွေများအောင်မြင်ဆုံးလဲဆိုတာကြည်ပါလေ့လာပါ တကယ်ရင်တို့စိတ်ကြက်ရွေးချယ်ပြီးတော့လှုပ်ရှားနေပါတယ်ကစားနေပါတယ်တကယ်ရင်တို့မိတ်ဆွေအလုံးတို့လူလိမ္မာတွေပါလူပါတွေပါ လူနတ်တွေပါအဲ့တော့ဘယ်လိုကစားရမယ်ဘယ်ဟာကိုကစားရမယ်ဆိုတာတော့ကျယ်ပွန့်နဲ့တကယ်ချင်းတို့မိတ်ဆွေတို့ကပူတိပါလိမ့်မယ်။ကဲ။ ခုနှစ်မျိုးသောကဏ္ဍ၏မှအငယ်ချင်းတို့မိတ်ဆွေအားလုံးတို့အတွက်အ ਨੇ ဆုံးတမျိုးကနေပြီးတော့အထောက်အကူဖြစ်ပြီးတော့အောင်မြင်နိုင်ပါစေလို့ကျေးဇူးပွင့်ဆန္ဒပြုလိုက်ပါတယ်